အောင်မျိုးသားလူမျိုးရေးတပ်မတော် TNA ထိန်းချုပ်ထားတဲ့ပြည်တော်စုလမ်းမကြီးတစ်လျှောက်မှာရှိတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာရှိတယ်လို့ TNA မှပြန်ကြားရေးတဝန်ခံလွင့်ယူဦးကပြောပါတယ်။နောင်ချိုမြို့ကိုပြန်လည်ထိန်းချုပ်ထားနိုင်တဲ့စစ်ကောင်စီတပ်ဟာလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့ ကြောင်မဲမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့သိရပါဗျ။စစ်ကော်မရှင်အနေနဲ့ပြည်တော်စုလမကြီးအားပြန်လည်ထိန်းချုပ်နိုင်ပါက၎င်းတို့ရှုံရှုံသွားတဲ့မြို့များအားထိုးစစ်ဆင်နိုင်ဖို့အတွက်ထောက်ပို့များစီးပွားရေးရ ကုသရန်ဝယ်မှုများလောက်ဆောင်လာနိုင်မှာဖြစ်တာကြောင့်မိမိတို့ကိုအင်အားအလုံးရင်းနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့လွင့်ဤဦးကဆက်ပြောပါတယ်။အော်ဟုတ်ကဲ့လောလောဆယ်ကတော့မြင်တွေ့နေရတဲ့ကာနံပါတ်၄တစ်ချက်ကအဒီရေကုပ်ပွဲကိုကျင်းပနိုင်ဖို့ပေါ့နော်။အဲနောက်တစ်ခုကတော့ဒီစစ်ကောင်စစ်ကတီပြည်တော်စုလမ်းမကြီးကို သူကရချင်နေတာဖြစ်တယ်။အဲလိုမှပဲဒီအာ ဒီလက်မှတ်ကြီးရမှာပဲเนาะဒီပြီးတော့ဆိုလက်မှတ်ကြီးရမှာပဲတွေ့ရဒီစီးပွားရေးရတော့လကောင်းပြီးတော့ဒီတွေ့ရဒီလမ်းပန်းဆက်တော်ရေးရတော့လကောင်းဒါမှအတိတဆက်တဲ့နဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့လက်ရှိမှာစစ်ကော်မရှင်တပ်ဖွဲ့များဟာကြောက်မင်းမျိုးအတွင်း ထိုးဖောက်ဝင်ရောက်လာနေတာဖြစ်ပြီးစက်တင်ဘာ30ရက်နေ့မှာမြို့သွင်းရှိဌာနဆိုင်ရာဆော့အုပ်များမိလောင်ဖျက်ဆီးမှုလဲရှိနေပါတယ်။တစ်တမြနှစ်ခွန်စစ်စင်ရေးအတွင်း TNA ထိုင်းချောက်ထားတဲ့ရှမ်းမြောက်ရှိကြောင်မဲဒီပေါ်မြို့တွေကိုစစ်ကွန်ရှင်ကပြန်လည်ထိုင်းချောက်သွားနိုင်တယ်လို့စစ်တပ်ရရှိဟောင်းနိုင်ငံရေးလေလာတုံးတတ်သူတုတ်တာအောင်မျိုးကပြောပါတယ်။ဟိုအဲ့ဒါတော့အလွယ်တကူရမှာဒီလေ။အဲ့တော့ဒီဒီအဲ့တော့ CNL လေးဆိုတာကအခြေခံအဲ့ဒါလေးကတော့ပြောလို့ရတယ်။ CNL လေးက သူကမြွနယ်နဲ့မြွနယ်မှာလူကြီးရဘလောက်ရှိတယ်လဲအလိုလိုရှိစက်ကြီးပေါ့နော်အဲ့တော့ဟိုရန်ကုန်မြို့ကနော်ရန်ကုန်မြို့ကမြွနယ်ကြီးတစ်ခုညာလာတော့မရှိတာသူကရေစီမှာသူကစီးပွားရေးရောဗာရှိတယ်လဲပေါ့နော်အဲ့တော့ရေစီစစ်ပွားတိဘယ်လိုလုပ်တတ်နေလဲ တရုတ်နိုင်ငံရဲ့ PR ပေးမှုရစစ်ကောင်စီကိုစလင်နဲ့ TNA ကိုစလင်တို့တရုတ်နိုင်ငံကူမီမျိုးမှာအကောက်လာအတွင်းသွေးဆောင်ဆွေးနွေးခဲ့ကြပေမဲ့နှစ်ဖက်သဘောတူမှုမရပဲဆွေးနွေးမှုပြတ်ခဲ့ရတယ်လို့သိရပါတယ်။တပြင် TNA ပါဝင်ကိုကန်တာ NATA နဲ့ရှမ်းတာ SSPP စရှိတဲ့တိုင်းရင်းသားနဲ့ကန်တပ်ဖွဲ့တွေကိုလက်နက်ငွေကြေးတွေကိုကူညီပတ်ပိုးမှာမဟုတ်ဘူးလို့ဝပီသွေးစည်းညညရေးတတ်မတော် UWSA မှာ ဩဂုတ်လအတွင်းကထုတ်ပြန်ခဲ့ပါတယ် TMA ဟာရေရှည်စစ်ပွဲဆင်နွှဲလာရတဲ့အတွက်စစ်ပန်းတဲ့ချိန်မျိုးကြောင်တွေ့နေရတယ်လို့လက်နက်ခဲရန်လိုအပ်ချက်တို့လည်းရှိလာနေတယ်လို့ကြောက်မေဒေတာခန်တူကပြောပါတယ်သူတို့စစ်ပန်းနဲ့သူတို့လည်းဆုံးရှုံးမှုရှိတယ်ဟုတ်လားနောက်ဘလုံးမှာဟိုစစ်ပွဲအတွက်ဆိုရင်လက်နက်ခဲရန်တွေကစားသူတို့တွေမှာအကန့်အသတ်ရှိတယ်ဒါလို့ဟို PDF တွေနဲ့ပုံမှန်တွေပြည်ပြည်လည်းပဲ ကန့်တတ်ရှိတာပါသူတို့မှာစီစံထုတ်တဲ့ဆက်ယူမှမရှိတာတနတ်တလဲဆိုတော့မပြည့်မချင်းရတော့ပြည့်ထုတ်လို့ရနေတာပေါ့ဗျာသူလည်းပဲပြည့်လို့မရတော့တဲ့အနေဆံမျိုးရောက်သွားရင်သူဒုတိယဆောင်တဲ့တောင်မှဟိုကသုံးဝင်တော့မှာမဟုတ်ဘူးအဲ့လိုပဲကြည့်ကြည့်တဲ့ခါမှာလည်းငယ်ကြည့်လည်းနဲ့ကြည့်ကြည့်ဆိုတာရှိတယ်ဒီတော့အမြောက်ကြည့်ပါလေအဲ့ဒါကသူဆက်ယူမှမရှိတာအဲ့လိုအနေကျတဲ့အကြောင်းလည်းပဲ ရတဲ့စစ်စစ်ကလည်းပန်းနေပြီစစ်ကလည်းကြာနေပြီဆိုတော့စစ်တက်ရတာအဲတိတ်ပြီးတော့စဉ်းမြန်ခံပြီးတော့ခံနေတဲ့အနေအထားအာရော့သွားတာပေါ့ဗျာတဖက်မှာလည်းစစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလအတွင်းပထမပိုင်းယူကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်၎င်းတို့လက်လှုပ်ရှုံရှုံထားရတဲ့မြို့များကိုအင်အားအလုံးရင်တုံးပြုတ်ပြီးထိုးဆက်ဆင်လာနေခြင်းသာဖြစ်နိုင်တယ်လို့တုံ့တန်မှုတို့လည်းရှိနေပါတယ်စစ်ကောင်စီဟာယူကောက်ပွဲကျင်းပမယ်လို့ပြောဆိုနေပေမဲ့ ိုင်ငံတော်မှလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများလှောက်ဆောင်နေကြောင်းဆိုပါရွက်ောက်ပွဲကိုလက်ခံဖို့ခက်ခဲတယ်လို့လွင့်ယူဦးကပြောပါတယ်။ဟုတ်ကဲ့လွတ်လွတ်ဆယ်မှာတော့ဒီရွက်ောက်ပွဲပုံမှာတော့ကျွန်မတို့တော်တော်လက်ခံကြည့်ပတ်ဖို့တော့ခက်ခဲနေပါတယ်။ဘာလို့ဆိုရင်ပတိတစ်ချက်မှာတော့ဒီ data တောင်း data မှာဆို data တော့မတည်ငြိမ်ဘူး။အဲဆိုတော့ကဒီစီကောင်စီဘက်ကဒီဘုံကျဲတာဒီလက်နက်ကြီးပစ်ခတ်တာတွေကတော့တည်ရှိနေပါတယ်။အဲနောက်တစ်ခုကတော့ဒီကျွန်မတို့ကတော့ ဒီတိုက်ပွဲတွေမတည်နေသေးတဲ့အတွက်ကြောင့်ရေကောက်ပွဲချင်းပါဖို့တော့ခက်ခဲပါတယ်ဟုတ်ကဲ့ပြည်တော်စုလမ်းမပေါ်မှာတည်ရှိတဲ့ကြောင်မွေမြို့ဟာတရုတ်မြန်မာနယ်စပ်ကုန်းတွေရေးပစ်လို့ရမှာရေးပါတဲ့မြို့တို့မြို့ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ကြောင်မွေမြို့ကိုရှစ်ကွန်ရှင်တပ်ကပြန်လည်ထိန်းချုပ်သွားနိုင်ပါက TNA ထိန်းချုပ်ထားတဲ့ဒီဘောနန်းစာအပါဝင်အခြားသောမြို့တွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တယ်လို့တုံ့တက်မှုတွေလည်းရှိနေပါတယ်ခင်ဗျာ။